ငလင်ကြောင်ပြိုကျပျက်စီးသွားတဲ့အင်းဝတရားကြီးရဲ့ပီယာတိုင်တွေကိုကွန်ကရစ်ဘလော့နဲ့အုတ်တွေတီးတန့်တုံးပြီးတော့တိဆောက်ခဲ့ခြင်းမဟုတ်ပါဘူး။ Rainforest City ကအာကူတန်မနီအနေဖြင့်ယထာတန်လန်းတွေနဲ့ပေါင်းဆက်အသုံးပြုထားတာဖြစ်ပါတယ်။တန်မနီရှာဖွေတဲ့ဆက်ဖြင့်ရှာဖွေကြည့်ရရင်လဲ structure အတင်းမိုင်းမှာတန်များပါဝင်နေတာကိုတွေ့ရှိရပါတယ်။မျက်မြင်နေထားအရာ PRN ရဲ့အပေါ်ဆုံးပိုင်းနဲ့အောက်ပိုင်းတွေမှာယထာတန်လန်းတွေကိုတွေ့ရှိရပါတယ်။ ဆွေချာအတွင်းမိုင်းမှာတော့ဘလို့ပုံစံအနေထားနဲ့ထည့်သွင်းအသုံးပြုထားတယ်လဲဆိုတာခမန်းရခပါတယ်။တရားကြီးကို1928ခုနှစ်မှာစတင်ဆောက်လုပ်ပြီးတော့နှစ်ရက်တလ1934ခုနှစ်မှာ ဆောက်လုပ်ပစ္စည်းဖွင့်လှစ်ခဲ့ပါတယ်။ ChatGPT ရ၎င်းနှစ်ကာလတွေမှာ Reinforced Code တပေါင်းပါးတွေကိုစတင်အသုံးပြုနေပြီဖြစ်တော့လေတရားကြီးမှာတော့အသုံးပြုတာချင်းမရှိပါဘူး။ဒါကလည်း transportation အခက်ခဲနည်းပညာအခက်ခဲတွေကြောင့်လို့ယူဆမိပါတယ်။ ဒါကတော့အင်းဝဒတာကြီးရဲ့ပြာတိုင်းတွေအကြောင်းကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။